အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကတော့တောင်ဖြစ်စင်နေနဲ့ဖြစ်ပေါ်လာတဲ့ရွှေကြောင်းကိုပြောတင်ဆက်မှာညဝေသားမှာဖြစ်ပါတယ်ဒါကတော့ originate goal လို့ခေါ်ပါတယ် originate goal အကြောင်းပြောရမယ်ဆိုရင် originate အကြောင်းကိုအရင်ရှင်းပြကြပါမယ် originate ဆိုတာကမ္ဘာအပေါ်ယံလွှာတွေမှာတွက်ခေါက်ပြီးတော့တောင်တန်းကြီးတွေဖြစ်စင်တဲ့ပတ်သက်တော်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ် originate ဆိုတာ ညီရုကျန်နှစ်ခုစုံတဲ့နေရာမှာ convergent plate boundary နေရာမှာဖြစ်ပေါ်လာတဲ့ဖြစ်စဉ်လို့ခေါ်ရမှာဖြစ်ပါတယ် grid wall အရာကဆင့်သက်လာတာဖြစ်ပါတယ်ဒီ wall အရာကို1980ခုနှစ်လောက်ကအသုံးပြုခဲ့တာဖြစ်ပါတယ်ကမ္ဘာပေါ်ရမှာ origin C ဖြစ်တဲ့ zone တွေတောင်ခေတ်ရောင်းဝန်းတွေလို့ခေါ်ပါတယ်ညီရုကျန် plate တွေစုံတဲ့နေရာတွေပေါ်မှာ ဖြစ်တဲ့တောင်ဖြစ်စင်တွေကိုဆိုလိုတာဖြစ်ပါတယ်။မီရူချက်တွေဆိုပြီးတော့တွန်းတိုက်ကြတဲ့တွန်းတိုက်မိတဲ့အခါမှာတိတ်သီးဆာများတဲ့မီရူချက်ကတိတ်သီးဆာနေတဲ့မီရူချက်အောက်ကိုဆိုက်ဝင်သွားပြီးတော့တောင်ဖြစ်စင်တွေဖြစ်ပေါ်လာပါတယ်။မီရူချက်အနာဆုံးတွေတဲ့ကအစုံစည်းအနာဆုံးတွေကငလင်းလုတ်ချင်းမိရအောင်ပေါက်ခွဲခြင်းမိတင်ကြောင်များဖြစ်ပေါ်ခြင်းအသွင်မြောင်းကြောင်များဖြစ်ခြင်းကြောက်ပုံပြဲခြင်းတောင်တန်းကြီးတွေဖြစ်ပေါ်ခြင်းတွန်းတွက်တသက်ထုများဖြစ်ခြင်းစတာအရင်းနဲ့စတဲ့နေနေရာတွေဖြစ်ပါတယ်။ ဒီဖြစ်စဉ်နေတဲ့အတူစုံသီးအနာစုံနေမှာတောင်ဖြစ်စဉ်နေနဲ့ဆက်ဆက်ပြီးတော့အတင်မြောင်းကြောက်တွေမှာတွေ့ရတဲ့အရှင်သတ္တုတ္တတီကိုတော့ original score deposit လို့ခေါ်တာဖြစ်ပါတယ်တောင်မြေဝန်ထဲကရှိပေါ် original score deposit ဆိုတဲ့ ORR ကိုစတင်သုံးပြီးကြတဲ့ DI ကျုပ်ဖြစ်ပါတယ်1993နှစ်မှာစတင်သုံးပြီးကြတာဖြစ်ပါတယ်ဒါကြောင့်တောင်ဖြစ်ရဝန်ထဲကရွှေချောင်းပြောလာတာနှစ်ပေါင်း30လောက် ရှိနေပါပြီ Origins ကိုဖြစ်ပေါ်မှုဟာကမ္ဘာအပေါ်ရာခရပ်မှာရှိတဲ့အတင်ပြောင်းဖြစ်စဉ်များကြောင့်လို့ဆိုပါတယ်တချို့ကတော့ခိုင်မာတဲ့အထောက်အထားပြနိုင်တော့လဲဒီစီဖြစ်ပေါ်မှုဟာကြောက်ရည်ဘူးဖြစ်ပေါ်မှုတွေနဲ့ဆက်ဆက်နေပြန်တယ်လို့ဆိုပါတယ်ဒီအငင်းပွားဝေရာရှိဖြစ်ပေါ်မှုဟာတိုးဝင်မိသင်ကြောင်းနဲ့ဆက်ဆက်ဖြစ်ပေါ်နေတယ်လို့ဆိုကြပါတယ်ဆက်လက်ပြောရရင်ရှီတတုတိုက်တစ်ခုကိုတချို့က Origins ကို Deposit လို့သုံးသပ်ပြီးတော့တချို့ကတော့ မိတိကြောက်တိုးဝင်မှုနဲ့ဆက်ဆက်နဲ့တထုတ intrusion related ကိုတပိုးစစ်လို့တုံးကြပါတယ်ဥပမာအပြင်ကမ္ဘာအကြီးဆုံးရှိတထုတိုက်ကြီးတွေက Uzbek Kyrgyzstan မှာရှိတယ်မြင်းရင်တောင်တထုတိုက်တိုက်ဆိုရင်တော့အကြောက်ရီဘူးဖြစ်စဉ် Magnetism ကြောင့်ဖြစ်တယ်လို့ယူဆကြတယ်လို့တချို့ကတော့အတင်မြောင်းဖြစ်စဉ် Metamorphism ကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ် ကမ္ဘာပေါ်ရံလာမှာကီလိုမီတာ20အတွင်းမှာတွေ့ရတဲ့ငွေကြီးမျိုးစားတွေမှာပင်လယ်ရေအနေကျခြံဝါးတွေကစံငံရေလေလူတွေဖြတ်ပြီးတော့မြေအောက်ကိုရောက်သွားတဲ့ရေကြောက်ရီဘူးတွေရေပြောကနေထွက်လာတဲ့ငွေကြီးကြောက်တွေတင်းမြောင်းအောင်ဖြစ်ပေါ်လာတဲ့ငွေကြီးဆိုပြီးတော့ရှိကြပါတယ်။ကမ္ဘာတွင်းပိုင်းမှာအလွန်နဲ့တဲ့နေရာတွေဖြစ်တာကြောင့်အကြီးရဲ့ငွေရဲ့ခွဲခြားခက်တဲ့အခြေအနေကြောင့်ငွေကြီးလို့သုံးတာဖြစ်ပါတယ်။ဟိုဂျန်နစ်ကိုတပိုးစစ်ဖြစ်စေမဲ့ရေနဲ့ကာဗွန်ဒိုင်အောက်ဆိုက် ငွေကြီးတွေကကမ္ဘာပေါ်ရန်လွာရဲ့3ကီလိုမီတာနေပြီးတော့15ကီလိုမီတာအတွင်းမှာတလင်းကြောတွေဖြစ်အေးခဲသွားကြပါတယ်။ရွှေနဲ့တူပိုင်ရိုက်တို့လိုအာစီနိုပိုင်ရိုက်တို့လိုဆာဖိုက်တွေနဲ့တွဲဖက်ပါလာတတ်ပါ။ဘာဖြစ်လို့လဲဆိုရွှေကိုတဲဆောင်စဉ်ငွေကြီးကတဲဆောင်တဲ့အခါမှာဆိုရင်ဆာဖိုက်ကွန်ပလက်စင်းနေပြီးတဲဆောင်လာလို့ဖြစ်ပါတယ်။ဟိုဂျင်းနစ်ကိုတပိုးစစ်တွေမှာကော်ပါလက်စင်ဂျီနီခဲတို့တို့ကိုတိတ်မတွေ့ရပါဘူး။ဟိုဂျင်းနစ် ဖြစ်တဲ့တတိယမှာဖြစ်ပေါ်ရာအနက်တွေကိုလိုက်ပြီးတော့သုံးမျိုးထပ်ခွဲထားပြန်တယ်ဒီအနက်တွေကိုဖော်ပြရမယ်ဆိုကဘာအပေါ်ရန်လွာမှာ6ကီလိုမီတာအတွင်းတကူ6ကီလိုမီတာနဲ့12ကီလိုမီတာအတွင်းနဲ့12ကီလိုမီတာအထက်ဆိုပြီးတော့ပိုင်းသုံးပိုင်းပိုင်းထားပါတယ်ဘဝပေါ်ရန်လွာ6ကီလိုမီတာအတွင်းမှာဖြစ်လိရှိတဲ့တတိယကိုတော့ episode နဲ့ original code deposit လို့ခေါ်ကြပါတယ် ဒီအ ਨੇ ဟာတတုတိုက်တော်များဖြစ်လို့ရှိတဲ့အ ਨੇ ဖြစ်တာကြောင့်ဒီအ ਨੇ လောက်မှာဖြစ်လို့ရှိတဲ့တတုတိုက်တွေမှာဆိုရင် property deposit scan deposit တွေရှိကြပါတယ်။ဘဝပွဲရလောက်မှာရှိတဲ့ကြောက်တွေအော်ရီဂျင်နစ်ရှိတတုတိုက်ဖြစ်ပေါ်စေမဲ့ rate တွေထွက်လာတာဖြစ်ပါတယ်။ဒီခါမှာဆိုရင် green shift species တွေကနေတူးထက်အတင်ပြောင်းစင်မြင့်နဲ့အစင်မြင့်နဲ့ MP4 light ပစ္စည်းကိုပြောင်းသွားမယ်ဆိုရင်အပူချိန်350ဒီဂရီစင်တီဂရိတ်ကနေ900ဒီဂရီစင်တီဂရိတ်လောက်မှာထွက်လာတဲ့ ဟိုက်ဒရိုဂျင်ကာဗွန်နဲ့အောက်ဆက် H2S ငွေ့ရည်တွေဟာရှင်ကိုအရေးပြောစီသောနည်းနဲ့တည်ဆောင်လာပါတယ်ဆက်ပြီးတော့ပြည့်ရည်စုံနေမှာတခြားမှာရှေရှားပို့ချတာဖြစ်ပါတယ်ဒီနေရာမှာရွှေဆိုတဲ့ dressing ဟာရိုးရည်မှာပြောမှုခဲပါတယ်ရွှေကို dressing ဒီဟာပေကလာတလဲလို့ဆိုရမိကုန်းညရှိလာပြန်တယ်ဒီရွှေဟာရင်းမြစ်ကိုပြောရရင်တချို့ကတော့ပစောကနေလာတာတချို့ကတော့ဖေဆွာတို့လို quest တွေနဲ့ဖွဲ့စည်းထားတာ ဖွဲ့စည်းထားတဲ့ passive meeting ကြောင့်တွေကလာလာလို့ပြောကြပေမဲ့တချို့ယူဆချက်တွေမှာတော့ကာဗွန်တို့လိုတန်တို့လိုကျေဝါနေတဲ့ပင်လေပိုင်းကျအနေကျကြောက်ပြန်မှလာတယ်လို့ယူဆချက်ကအာတာနေပြပါတယ်။မြေလူချက်နှစ်ခုစုံတဲ့နေရာမှာသမုဒ္ဒရာမြေလူချက် Oceanic Plate ကနေတိုက်ကြီးများမြေလူချက် Continental Plate အောက်ကိုစိုက်ဝင်သွားရင်သမုဒ္ဒရာမြေလူချက်မှာပါလာတဲ့အနေတွေဟာချစ်ထုတ်ခံရပြီးတော့တိုက်ကြီးများမြေလူချက်ပေါ်တုတ်တေခါရခါပေါ်စီသွားကြပါတယ်။ စုံစည်းနာစုံနေမှာရည်ရွယ်ချက်တွေတိုက်မိရင်းနဲ့ထွက်ပေါ်လာတဲ့အပူချိန်နဲ့ဖျားတွေကြောင့်နေကြကြောက်တွေကနေရောအသွင်ပြောင်းကြောက်ဖြစ်ကိုပြောင်းလဲသွားခြင်းပြောင်းလဲသွားတဲ့ကြောက်တွေကို better sedimentary လို့ခေါ်တယ်။ပစော့လို့ကြောက်တွေကတော့ကြောက်တွေကနေအသွင်ပြောင်းရင်တော့ metabolic လို့ခေါ်ဒါကြောင့် orogenic ရှိတတိတိုက်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့သတ္တုတွေနဲ့ငွေ့ရည်တွေဟာအသွင်ပြောင်းခြင်းကြောင့်ထွက်ပေါ်လာတာဖြစ်ပါတယ်။ လေးလာတွေ့ရှိချက်များအရာဒီလိုတွင်ပြောင်းကြောက်တွေဖြစ်လာဖို့တတုဆွဲဝင်မှုဖြစ်စဉ်တွေအရဆိုရင်နှစ်တန်း30ကနေပြီးတော့တန်း100လောက်ကြာနိုင်ပါတယ်တတုဆွဲဝင်နိုင်ပါတယ်ဘူချိန်900ဒီဂရီစင်နီဆက်စီယာကျော်ပြီးတော့မြင်းနာပြင်အောက်ကီလိုမီတာ20လောက်မှာဖိအားများတဲ့အတွေ့ဒီ origin တတုတိုက်တွေဖြစ်နိုင်ပါဘူး origin ကို ဖြစ်ပေါ်ရန်အတွက်ပုံဆောင်ခဲဖွဲ့စည်းပုံမှာရေပါတဲ့တွင်ထွက်တီဟိုက်ဒရက်စမင်တွေနဲ့ဆက်ဆက်နေပါတယ်။အက်ကလူကိုက်ခေါ်တဲ့ကြောက်တီမှာရေမဲ့တွင်ထွက်တီအန်ဟိုက်ဒရက်စမင်မနယ်နဲ့ဖွဲ့စည်းထားတဲ့အတွက်အော်ရီဂျင်နစ်ကိုမဖြစ်နိုင်ပါဘူး။လိုအပ်တဲ့ရေပမာဏမရရှိနိုင်လို့ဖြစ်ပါတယ်။ဥပမာပြအော်ရီဂျင်နစ်ရွှေတထုတိုက်အနေနဲ့ပြောရရင်အမေရိကန်ကယ်လီဖိုးနီးယားမှာရှိတဲ့မာသာလုတ်ရွှေတထုတွင်ဩစတြေးလျကာကိုရီမှာရှိတဲ့စူပါပစ်ရွှေတထုတွင် တောင်အဖရိကမှာရှိတဲ့ဝါတာဆန်ခြိုင်ဝမ်ရွှေတထူတိုက်တို့ဖြစ်ကြပါတယ်။ဟိုကျနစ်ကို ဖြစ်ပေါ်ရန်အတွက်ရွှေကိုငွေကြီးတွေကထင်းချုပ်တည်ဆောင်ပူချတဲ့ဖြစ်စဉ်ဒီမှာအဓိကထင်းချုပ်ထားတာကတော့ပြည့်ရွေတွေလိုကြောက်တွေရဲ့ဘူမိနေသားတွေဖြစ်ပါတယ်။ဒါပြင်အော်ဂျနစ်ရွှေတထူတိုက်တွေမှာဖြစ်ပေါ်စေမှုဟာတောင်ဖြစ်စဉ်တွေအသွင်ပြောင်းဖြစ်စဉ်တွေတထူဖြစ်ထွန်းမှုဖြစ်စဉ်တွေနဲ့ကြောက်တွေပုံပြပြောင်းလဲခြင်းတွေ နောက်ပြည့်ရွေးခဲ့သူဘူမိအနေထားတွေပို့ချရတဲ့ရှင်မုံတို့ကြီးထွားစေတဲ့ငရင်းလှုပ်ချင်းတွေဟာတခုနဲ့တခုချိတ်ဆက်ထိတ်ချုပ်နေကြတယ်လို့ညဝင်ရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ကြီးရှိသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ